မင်္ဂလာပါခင်ဗျာပြည်သက်တို့ရောအစဉ်ပြေချရလားဗျဒီကနေ့တော့ဘောနော်ဒီဒရင်တင်ဆက်တယ်ဆိုတာထက်ဘောနော်ဒီဒရင်အကြောင်းအရာတွေကိုပဲအခုလိုပုံစံမျိုးလေးပဲပြောပြသွားကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အတန်းကအခုကြားနေရတဲ့အတိုင်းဘောနော်ဟိုကွဲ့အပ်ပြီးတော့ပြာနေပြီဘောနော်ဟိုအကြောင်းအရာကတော့ဒီတစ်ပတ်တောက်ကြစနေတနင်္ဂနွေ3ရက်စလုံးကဘွဲတွေစက်တိုက်ချီပဲပြီးတော့ကျွန်တော်မြန်မာဖိုက်တာတွေထိုးခဲ့ရတဲ့ဘွဲတွေကလည်းတော်တော် များတယ် ဲ့ဒီအနေထားမှာကျွန်တော်ကိုယ်တိုင်လည်းကိုယ်နဲ့အထီးပေါ့နော်သွားပြီးတော့ကိုယ်တိုင်ကိုယ်ကျဝင်းရံနဲ့ပွဲတွေကလည်းများတယ်ကိုဖိုက်တာတွေကိုအားမရလို့အော်ဟစ်အားပင်းရင်းနဲ့ဆိုတော့အတန်ကမကြံတော့ဘောနော်အဲ့တော့ကျွန်တော်ကလည်းအမှန်တိုင်းပြောရင်တော့ကျွန်တော်ဒီအတန်ကြီးနဲ့ပြိတက်တွေကိုဟိုဒရင်မတင်ဆက်ချင်ဘောနော်ဘာဖြစ်လို့လဲဆိုတော့ကြတော့ကျွန်တော်အားရပါရနဲ့ပဲကိုပြိတက်နဲ့ကိုကျွန်တော်လို့ကျွန်တော်သိတဲ့ဒရင်တွေအကုန်လုံးပြောပြချင်တာဘောနော်ဒါပေမဲ့လို့ ကြားထဲမှာလည်းသတင်းတွေဆက်ပြတ်သွားမှာလည်းကျွန်တော်စိုးတယ်ကျွန်တော်စိုးရဲဆိုတာကကျွန်တော်တကယ်လို့သတင်းမချပြောက်ဆိုရင်တချို့ကရှောက်ဖွာပြီးတော့အဲ့လိုလေရှောက်ပြောနေကြတယ်လည်းများလာတော့ဟိုကျွန်တော်မတင်ဆက်နိုင်မိမဲ့ကြတော့ကျွန်တော်ပြိတ်သက်တယ်အဲ့လိုသတင်းအမှားကြီးရှောက်ကြားနေရတာဆိုတော့ကျွန်တော်လည်းအဲ့လိုကြတော့မခံစားရဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်သတင်းအဆက်မပြတ်ဖြစ်အောင်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပဲကျွန်တော်စ조사ပြောတယ်လို့ပဲမှတ်ယူစေချင်ပါတယ်ဟိုနားထောင်ရတာအဆင်မပြေဖြစ်သွားရင်လည်းကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာ ဲ့တော့ဘောနော်ဒီတစ်ပတ်ကတော့ကျွန်တော်ပြောချင်တာကကျွန်တော်မြန်မာ fighter တွေအကြောင်းပြောမယ် UFC အကြောင်းပြောမယ် ONE Championship ကနောက်ထပ်အကြက်တဲတစ်ခုကြုံလာတဲ့ပုံစံအနေထားတစ်ခုအကြောင်းပြောမယ်ဘောနော်အဲ့သုံးခုအကြောင်းကျွန်တော်ပြောမယ်ဟိုပထမဆုံးအနေနဲ့ကျွန်တော်အတန်ဝင်သွားတဲ့အကြောင်းရင်းပေါ့နော်အတန်ဝင်သွားတဲ့အကြောင်းရင်းကျွန်တော်စပြီးပြောပြခြင်းနဲ့တောက်ကြနေဒီစိန်လုံးကျော်ပွဲနေ့ပြီးတော့ကြတော့ကျွန်တော်အလောက်ထိအတန်မပြသေးဘူးအတန်လည်းမကွဲသေးဘူးပေါ့နော်ဒါပေမဲ့စနေနေ့ညညပိုင်းပေါ့နော်စနေနေ့ညပိုင်းကျတော့ LWC သွားပြီးတော့ကျွန်တော်ကြည်တယ်ကြည်တာကလည်းကျွန်တော်ကြည်ရတဲ့အကြောင်းရင်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့ LWC က One Championship ကို support ပေးတဲ့ promotion ပုံစံမျိုးဖြစ်လာတဲ့အနေအထားမှာ LWC မှာထိုးခွင့်ရတဲ့ fighter တွေက One Championship ကိုထိုးခွင့်ရနေပြီဟို LWC နဲ့ Fedex က One Championship ရဲ့ဒီလမ်းကြောင်းမှာစာမျက်ဝဲဆက်ပေးတဲ့ promotion ပုံစံမျိုးဖြစ်လာတော့ကျွန်တော်ကလည်းဟိုကျွန်တော်တို့ fighter လေးတွေဘယ်လိုပုံစံမျိုးနဲ့ကစားကြလဲပေါ့နော်ဟို အောက်ထီကျွန်တော်စင်းကြည့်တာပေါ့နော်ဟိုဘာဖြစ်လို့လဲဆိုတော့စင်းကြည့်တယ်ဆိုရင်မင်းဆရာကြီးလာလို့တော့မဟုတ်ဘူးပေါ့ကျွန်တော်ကဟိုဒီကလေးတွေတက်လာတဲ့အချိန်ကျရင်ဘလိုပုံစံမျိုးနဲ့တက်လာလဲဆိုတော့ဂါဂါနာနာပြည့်သက်တွေပြောလို့ရအောင်ပေါ့နော်အဲ့တော့ညီပြင်းအထိကျွန်တော်သတင်းသွားပြီးတော့ယူတာပေါ့အဲ့လိုပုံစံမျိုးနဲ့ AWC ဘွဲသွားတယ်ကျွန်တော်မြန်မာဖိုက်တာကမြန်မာအလန်နဲ့ဆိုရင်တော့စုစုပေါင်း2ယောက်ထိုးတယ်စောဆန်များနဲ့မျိုးမြအောင်နဲ့2ယောက်ထိုးတယ်ဒါပေမဲ့တိတိကျကျဆိုရရင်တော့3ယောက်ထိုးတယ်ဘယ်သူလဲပါလဲဆိုတော့ နယူးဇီလန်ကမြန်မာနွေဘဖိုက်တာလေးတယောက်ပါတယ်အဲ့ကလေးကလည်းဘယ်လိုလဲဆိုတော့မွန်မီဘတွေကနေမွေးဖွားလာတဲ့ညီလေးပေါ့နော်နယူးဇီလန်မှာပဲမွေးတော့ကြာသူကမြန်မာစကားလည်းမတက်ဘူးဒါပေမဲ့အင်္ဂလိပ်လိုတော့ကောင်းကောင်းပြောပြီးတော့ကျွန်တော်နဲ့ကငကိုတဲ့ခင်ရောကြာသူပွဲလည်းပါတယ်ဆိုတော့၃ရောင်လုံးပွဲပါတယ်၃ရောင်လုံးပွဲတဲ့၁ရောင်မှနိုင်ခဲ့ရင်ဝမ်းချမ်းမြေရှိမျောလင်းချက်လေးရှိလာမှာဆိုပြီးတော့တရောင်ရောင်နဲ့တော့နိုင်တဲ့တရောင်နဲ့တော့ပြိတ္တတွေနဲ့မိတ်ဆက်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကလည်းကျွန်တော်ရည်ရွယ်ချက်နဲ့ကျွန်တော်သွားတယ်ဟိုရောက်တော့ကြာကြည့်တယ်ပေါ့နော်အဲ့မှာ တချို့อ่ะဗောနော်တချို့ page တွေကတော့ like share view attention share တဲ့ page တွေကတော့မြန်မာ fighter တောင်းအောင်ရှုံးနေပါညာဆိုပြီးပြောကြတာဗောကျွန်တော်ကအဲ့လိုလေးပြောတော့ကျွန်တော်ကမြေပြင်ထိသွားကြည့်တဲ့သူဆိုတော့ကျတော့စင်ကြီးပေးတာတော့မဟုတ်ဘူးဒါပေမဲ့ဘလို့ဘလို့ပုံစံမျိုးရှုံးရတယ်ဆိုတဲ့ပုံစံမျိုးသိစေချင်တာဗောနော်အဲ့တော့သိစေချင်တာရေကျွန်တော်သင်ယူခဲ့တဲ့တစ်ချက်ဗောနော်ကျွန်တော်ဆွဲထုတ်နိုင်ခဲ့တဲ့တစ်ချက်ဗောနော်မြန်မာ fighter တွေအတွက်အသုံးချကောင်းကြနိုင်တယ် အဲအဲ့ဒီတစ်ချက်လေးလည်းကျွန်တော်ရအောင်မြင်အောင်ကြည့်နိုင်ခဲ့တယ်ဗောနော်ပထမတစ်ချက်ကကိုဒီမျိုးမြက်အောင်ဗောနော်ရဲရဲနောင်တို့အကိုထိုးတယ်မျိုးမြက်အောင်ထိုးတယ်လူနဲ့တွေ့တဲ့ fighter က WBC မွေထိုင်း champion အင်္ဂလန်သား Liverpool သားလူငယ်လေးခြားတိတ်လေး champion နေအများကြီးဖြစ်ထားတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့မျိုးမြက်အောင်ကနေမကောင်းဘူးလွန်ခဲ့တဲ့3-4ရက်အထိနေမကောင်းဘူးနေမကောင်းတော့ကျတော့ပွဲကန်နီးကန်ဒီမှာနေကောင်းပျောက်တယ်ပွဲမဖြစ်တဲ့ပြဿနာကဘာဖြစ်လို့လဲဆိုတော့ LWC ကတခြား regional assembly promotion တွေထပ်ပို့ပြီးတော့ထိုးကြီးပို့ကောင်းတယ်အဲ့အတွက်သူလည်းပွဲမဖြစ်ဘူးမဖြစ်ဖက်နဲ့သူဟာနဲ့သူယုံကြည်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ထိုးရပေါ့နော်ဒါပေမဲ့တကယ်ပွဲထိုးတော့じゃလက်ရအကွာကြီးဖြစ်နေတယ်ပထမတစ်ချီမှာတင်သူယုံကြည်ယုံကြည်ရင်နဲ့နလန္ဒယုံရင်ယုံရင်ဆိုဘယ်လိုမှမခံနိုင်မဲ့နဲ့သူရှုံးတယ်ကျွန်တော်ကကွန်းမော်ကနေကျွန်တော်ကပြောတာကအနာမခံနေတော့ခွာထိုးတော့ပတ်ထိုးတော့အနာမခံနေတော့ခွာထိုးတော့ပတ်ထိုးတော့ပြောတာသူ့ရဲ့ trainer တွေက မရဘူးတဲထိုးတဲထိုးဆိုကြနည်းနည်းလေးထိနာတယ်အဲ့ဒီကိစ္စနဲ့တော့ကျွန်တော်နည်းနည်းလေးခံစားမိတာပေါ့နော်ဖိုက်တာတွေရဲ့ဘဝကိုပေါ့နော်ဟိုကျွန်တော်ကကြောက်ကိုဖိုက်တာပဲမနာစေချင်တော့ဘူးဗျာဟိုလက်ရည်ကဘလို့မှမမျှတဲ့အနေထားမှာဆိုကြတော့ခန္ဓာကိုယ်တိဆောက်ပုံကမမျှတဲ့အနေထားဆိုကြတော့နောက်ကိုဆုတ်ပြီးတော့ကျွန်တော်ကတော့အချိန်ဖြုံးစေချင်တာအတိုင်းမဲ့သူကတော့တဲထိုးပြီးတော့ promote promoter ကြိုက်ပေါ့နော်သူတထေးတွေကြိုက် trainer တွေကြိုက်ဖြစ်အောင်ထိုးသွားတယ်ပေါ့နော် congratulation ပါဂုဏ်ယူပါတယ်ပေါ့နော်အဲ့အတွက် နောက်တစ်ပွဲကတော့ဆော့ဆက်များပွဲပေါ့နော်ဆော့ဆက်များပွဲကတော့အကျိန်းနေပဲကျွန်တော်ကဘာဖြစ်လို့အတန်ဝင်ရတာလဲဆိုရအကြောင်းရင်းကအဲ့ဒီအကြောင်းရင်းကြောင့် ဲ့တော့ဆိုဆန်မြဘွဲကထိုးတယ်ဆိုဆန်မြအစောပိုင်းလက်ကစ်တွေနဲ့စတိုက်ခံရတယ်နောက်ပိုင်းသူပြန်ပြီးတော့ return ပြန်မိလာတယ်ထိုးတယ်ဒါပေမဲ့သူကလက်ကစ်တွေနဲ့စတိုက်ခံရတဲ့အနေထားမှာခြေတော့ပဲကောင်းကောင်းမလုံနိုင်တော့မလုံနိုင်တော့ကြာသူ movement လောက်တဲ့ပိုင်းနဲ့တိတ်မကောင်းတော့ကြာတော့တိုက်ပဲမမှန်မဲနဲ့အကျိတ်နဲ့ဖြစ်ပြီးတော့ရှုံးသွားတယ်ဒါပေမဲ့ clear ကောင်းတယ်သူနဲ့ထိုးတဲ့ပြိုင်ပလေးကအခုမှ18နှစ်ပဲရှိသေးတယ်အဲ BNN သားလေးဒီနေ့မှကျွန်တော်ဖြတ်ပြီးပြောချင်တယ် ကျွန်တော်ဖြတ်ပြီးပြောချင်တာဘာဖြစ်လို့ကျွန်တော်အဲ့လောက်ထိ plan နေခံတာလဲဆိုတော့ပြည်သက်တွေကိုလည်းသိစေချင်တယ်ဒီဗီဒီယိုကိုကြည့်နေတဲ့ fighter လေးတွေကိုလည်းသိစေချင်တယ်ဆိုကြပါစို့ကျွန်တော်တို့က one championship မှာထိုးတယ်ကျွန်တော်တို့လက်ဝဲရလာတဲ့ fighter လေးက one championship မှာထိုးတယ်အဲ့တော့ one championship မှာထိုးရင်ကျွန်တော်တို့ပြိုင်ဘက်ကဘယ်သူနဲ့တွေ့လဲ။ Okay အဲ့ဒီပြိုင်ဘက်ရဲ့ကျွန်တော်တို့ကဗီဒီယိုတွေကြည့်မယ်။သူ့ရဲ့လှုပ်ရှားပုံတွေကြည့်မယ်။သူဘယ်လိုဘယ်လိုပုံစံမျိုးထိုးရဆွဲရတယ်ကြည့်မယ်။ Okay အဲ့ဒါနဲ့လုံလောက်ပြီလားဆိုတော့မလုံလောက်သေးဘူး။ အဲ့ဒါကိုကျွန်တော်ပြောပြချင်တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က fighter တယောက်ကိုကြည့်ပြီးတော့လေးလာကဲခတ်တဲ့နေရာမှာအဲ့ fighter ရဲ့ bingo ကစားဟန်တော့ကျွန်တော်မိကောင်းမိလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့မသိတာက time back ကတကယ်လို့ကျွန်တော်တို့မြန်မာ fighter တယောက်နဲ့တွေ့တဲ့ပြိုင်ဘက်က time back မှာအခြေချတယ် time back ကဂျင်မာလေးကျင့်တယ်တနည်းအားဖြင့်ကဘာကျော်ဂျင်အကြီးကြီးမဟုတ်ဖဲ trainer တွေအရင်ကြီးပေါ်တဲ့ဂျင်မဟုတ်ဖဲနဲ့ဒီအလဲလက်တန်းစားဂျင်တွေမှာအဲ့ဒီထက်နှိမ့်တဲ့ဂျင်အသေးလေးတွေမှာလေးကျင့်တယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ အဲ့ဒီချင်းက fighter တွေရဲ့ကစားပုံမှာကျွန်တော်တို့လေ့လာတဲ့နေ Okay ထပ်ပြောမယ်နော်ကျွန်တော်တို့မြန်မာ fighter တယောက်က one championship မှာ time ဘက်မှာအခြေစိုက်တဲ့ပြိုင်ဘက်တယောက်နဲ့တွေ့တယ်အဲ့ဒီပြိုင်ဘက်က walklet အစင်းရှိတဲ့ gym မှာ legend တာမဟုတ်ဘူး trainer တွေအများကြီးရှိတဲ့ gym မှာ legend တာမဟုတ်ဘူးအလဲလက်တန်း gym မှာရှိတဲ့နေရာမျိုးမှာ legend နဲ့ဆိုရင်သူ့ရဲ့ပွဲတွေတည်းမဟုတ်ဘဲအဲ့ဒီ gym မှာထိုးတဲ့ fighter တွေအဲ့ဒီ gym ကနေထွက်လာတဲ့ ် fighter တွေလောလောဆယ်တလားနှစ်လားအတွင်းထိုးတဲ့ပွဲတွေကိုပါကျွန်တော်မြန်မာ fighter တွေလေးလာတင်တယ်ကျွန်တော်ဘာဖြစ်လို့နှစ်ခေါက်ပြောတာလဲဆိုတော့ဆော့ဆန်များနဲ့တွေ့တဲ့ fighter လေးကအခုကိုဖြိုးဝေတို့တဲတဲ့စတ်တရံမွေထန်းကျင်ကအဲ့ဒီကျင်မှာ trainer train ထားတဲ့ BNM fighter လေးအဲ့ fighter လေးဆော့ဆန်များကဘာတွေနဲ့လာလဲဆိုပွဲလာကြတဲ့က locket 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 တွေနဲ့ဖုံးဖုံးဖုံးကောင်းလားကောင်းတယ်ဟိုလူသေးတဲ့လောက် locket တွေကန်တော့ဖုံးဖုံးဖုံးဆော့ဆန်များခါထွက်နေလို့ကက်တီနဲ့ဘွယ်သိမ့်ခံဒီလောက်ထိ ကန်ထသွားပွဲစကားရှိအဲ့မှာကျွန်တော်ဘာသွားပြီးမြန်လဲဆိုတော့လွန်ခဲ့တဲ့ပတ်က LWC Super Champ မှာပဲရခိုင် Fighter လေးမေလုံးနဲ့ Vietnam Fighter တယောက်နဲ့တွေ့တယ်အဲ့ Vietnam Fighter ကလည်းအဲ့အခုဆိုကိုစဖြိုးဝေတို့တဲတဲ့စက်တရံမွေထိုင်းချင်မှာ Legend နဲ့ Vietnam Fighter အဲ့ရခိုင် Fighter တော့ကလည်းအဲ့အဲ့ Lucky 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 တွေနဲ့ပဲခဏနဲ့ရှုံးသွားတယ် TKO တခါတည်းကိုပုံလဲကြပြီးရှုံးသွားတယ်ရခိုင် Fighter လေးက ။ဘာဖြစ်လို့လဲဆိုတော့ဘာပြောချင်တာလဲဆိုတော့ဂျင်တစ်ခုတည်းကနေလာတဲ့ fighter တွေဂျင်တစ်ခုတည်းကနေ train ထားတဲ့ fighter တွေမှာ pattern ရှိတယ်။သူတို့ဂျင်ကနေ legend နေတဲ့ trainer တွေက pattern ရှိတယ်။သူတို့အဲ့ဒီအပိုင်းကိုအားတောင်း legend နေဆိုတာကိုကျွန်တော်မြင်စေချင်တာ။ Vietnam fighter နှစ်ယောက်နဲ့မြန်မာ fighter နှစ်ယောက်ရှေ့ဘက်နောက်နောက်ဘက်နှစ်နှစ်ဘက်ဆင့်ထိုးတယ်။မြန်မာ fighter နှစ်ယောက်စလုံးရှုံးတယ်။ Vietnam fighter နှစ်ယောက်စလုံးနိုင်တယ်။ဘယ်လိုပုံစံနဲ့နိုင်လဲဆိုတော့ leg kick leg kick တွေနဲ့ပဲနိုင်တယ်။ကျွန်တော်ပြောချင်တာက ဒီဂျင်တခုမှ train တဲ့ fighter တွေကဒီဂျင်ရဲ့ system တွေထွက်လာတဲ့အတွက်ဒီ niche နဲ့ပိုင်းတွေမှာအတော်ကိုကျွမ်းကျင်နေဆိုတော့ကျွန်တော်ပြောပြောချင်တာအဲ့တော့ဒီနှစ်ပွဲကနေစောဆန်များနဲ့ရခိုင် fighter လေးမေလုံးတို့ပွဲနှစ်ပွဲကနေကျွန်တော်သိလိုက်တာကကျွန်တော်တို့တကယ်လို့များပွဲတစ်ပွဲကို serious ထားပြီးတကယ် focus ကောင်းကောင်းနဲ့ချင်းကပ်မယ်ဆိုရင်တို့ကဘယ်ဂျင်မှာလေ့ကျင့်နေတာလဲဆိုတာဒီမှာကျွန်တော်တို့လေ့ကြည့်လာဖို့လိုပြီးအဲ့ဂျင်က trainer တွေကဘယ်လိုပုံစံမျိုးနဲ့လေ့ကျင့်ကြရလဲတို့ fighter တွေကိုဘယ်လိုပုံစံမျိုး train ပြရလဲအဲ့ဂျင်ကထွက်လာတဲ့ fighter လေးတွေရာ ဘယ်လိုပုံစံမျိုးညင်ကစားရလဲဆိုတော့ကျွန်တော်တို့၁၀ပွဲ၁၅ပွဲကြည့်လိုက်ရင်ကိုကျွန်တော်တို့ pattern တစ်ခုထွက်လာပြီဒါဆိုကျွန်တော်တို့နှစ်ပွဲပဲကြည့်လိုက်တာနဲ့ကျွန်တော်မြင်လာတာဗျကျွန်တော်ဒီနေရာကနေဒီလိုထိုင်ကြည့်ရင်းနဲ့မြင်လာအဲ့တော့အဲ့တော့ပေါ့နော်ကျွန်တော်တို့ fighter လေးတွေကျွန်တော်တို့ fighter တွေ train နေတဲ့ trainer တွေကိုပြောချင်တာကပြန်ပဲတယောက်တွေ့ပြီဆိုရင်ဘယ်မှာလေးကျင်တာလဲဘယ်ချင်မှာလေးကျင်တာလဲသူ့ရဲ့ထိုးပွဲတွေကြည့်သူ့ရဲ့ထိုးပွဲတွေအပြင်အဲ့ဒီချင်က fighter တွေရဲ့တလားနှစ်လားအတွင်းထိုးထားတဲ့ ပွဲတွေကိုပါကြည့်အဲ့ဒီ channel ကဘယ်လို system နဲ့ trainer လဲဘယ်ပိုင်းတွေအပြု trainer လဲဘယ်လိုနေရာတွေမှာအားသာချက်ရှိတာလဲကျွန်တော်တို့ကအဲ့လောက်ထိပါကျွန်တော်တို့ကောင်းကောင်းကြီးရောရံပြကျွန်တော်တို့စာမီးပွဲမှာအမှန်များများရခြင်းသူများထပ်ပိုးပြီးစကြက်တယ်လို့ပုံစံမျိုးကျွန်တော်တို့သူနိုင်ပွဲတွေတကယ်လိုချင်ရင်ကိုကိုကိုပြင်ဆင်လို့ပြင်ဆင်တာမှန်တယ်ဒီထက်ပိုပြီးပြင်ဆင်နိုင်ရင်ဘေးကလူတွေအဲ့လောက်ထိကြည့်ပြီးတော့ဘလိုပုံစံမျိုးပြင်ရမလဲဆိုတာဒါကကျွန်တော်လောဆယ်မြင်မိခဲ့တဲ့ဒီတစ်ပတ်သင်ယူမိခဲ့တဲ့အကြီးမားဆုံးသင်ခန်းစာတစ်ခုဒါကျွန်တော်ပြောပြတာ အဲ့တော့ New Zealand fighter လေးကတော့ဟိုဘယ်သူနဲ့တွေ့လဲဆိုတော့ကျွန်တော်ပြိသက်တိနဲ့မစိမ့်ဘူးစောရဲ့စီးနဲ့ထိုးထားဘူးတဲ့ရဲရဲနောင်နဲ့ထိုးထားဘူးတဲ့ဒီအဲ့ဒီဆက်တီရန်မွေထိုင်းဂျင်က fighter ပဲ Bashnar နဲ့တွေ့တယ်အဲအလဲရိုးနဲ့ပဲရှုံးတယ်မြန်မာ fighter ၃ယောက်စလုံးရှုံးတယ်ကျွန်တော်ကတော့ဆော့ဆန်မြပွဲတော့အတော်ကြီးအားရတယ်မြို့မြအောင်ပွဲကိုတော့ကိုချင်းစာမိတယ် New Zealand fighter လေးကတော့ attack အတော်ကောင်းတယ်ထိုးတက်ပုံတိုက်ခိုက်ပုံအတော်ကောင်းတယ်သူမှဒီ ခဏကြီးမရှိတဲ့အချက်ပေါ့နော်အဲ့ဒီအချက်ပေါ့တစ်ဖက်ကဖီးယားပေးလာတဲ့အချိန်မှာအဲ့ဒီဟာလေးတွေတော့သူတဖြည်းဖြည်းနဲ့ပြင်ပြီးတော့စူးစမ်းမှရမယ်ကျွန်တော်တော့အဲ့လိုကောက်ချက်ချကြည့်ကြတယ်ဒါကတော့ကျွန်တော်မနေ့ကကြည့်ခဲ့တယ်ပေါ့နော်မနေ့ကဒီလူမီနီကွန်းနဲ့ထိသွားကြည့်ခဲ့တဲ့ဘွဲသုံးဘွဲမှာကျွန်တော်သင်ယူမိခဲ့တဲ့အချက်တွေ ဘာဖြစ်လို့ပြောပြတာလဲဆိုတော့ပြိသက်တွေအတွက်လက်တံပိုးရှိသွားနိုင်တဲ့ကျွန်တော်မြင်ခဲ့တဲ့အမြင်တချို့ကကျွန်တော်မြန်မာပြည်က fighter လေးတွေအတွက်အထူးသဖြင့် one championship မှာထိုးမဲ့ fighter လေးတွေအတွက်လက်အကျိုးရှိရှိကောင်းရှိသွားနိုင်တယ်။ဒါကြောင့်မို့လို့ကျွန်တော်ကအထူးတလဲကိုအရင်ဆုံးပြောပြတာကျွန်တော်ရဲ့စိတ်နာပါ။အဲ့တော့နောက်တစ်ပွဲကပေါ့နော်ဒီလာမယ့်တောက်ကြနေညမှာကျင်းပမယ့်155 107ပြိုင်ပွဲနဲ့ပတ်သက်လို့ပေါင်းလာမယ့်တွဲဆိုင်တွေအကုန်လုံးကို one championship ကမနေ့ကတန်းပြီးခြားပြလိုက်ပြီးကျွန်တော်ပြောခဲ့တဲ့အတိုင်း ကျွန်တော်ခံမှန်းခဲ့တဲ့အတိုင်းဘရိုနီကာရဲ့ပွဲကကိုမင်းပွဲဖြစ်လာတယ်။အဲ့ဒီဘရိုနီကာပွဲချပြတော့ကျွန်တော်ကပြိတက်တွေဘယ်လိုပြောခဲ့လဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုတန်ဖိုးထားပြီးကြည့်တဲ့ပြိတက်တွေဆိုရင်ကောင်းကောင်းသိလိမ့်မယ်။ဘရိုနီကာပွဲကို International Main Event လို့သတ်မှတ်ထားတာမျိုးမရှိဘူး။အဲ့တော့ကောင်ပွဲတော့ချပြထားပြီးကိုမင်းပွဲမြန်ဖြစ်လာမလားအဲ့လိုကိုမင်းပွဲမဖြစ်ရိုးတန်တန်ပွဲဆိုရင်တော့မြန်မာပြည်ကလူတွေအစောဆုံးကြီးရမယ်ဆိုတဲ့ပုံစံမျိုးကြီးကျွန်တော်ပြောခဲ့တယ်ထူးထူးခြားခြားပြောရရင်တော့ main ကလေးကိုမင်းပွဲဆိုတာကျွန်တော်တော့ ဒီတစ်ခေါက်ဖွယ်မြင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့135ပြိုင်ပွဲတွေမှာပုံစံသုံးမျိုးနဲ့ကျင်းပတယ်ဆိုတော့ကျွန်တော်ခဏခဏပြောတယ် international main event go main event main event ဆိုပြီးတော့သုံးပွဲသတ်မှတ်ထားတယ်အများစုကမြန်မာ fighter အများစုထိုးရတာက international main event အဖြစ်အများစုထိုးရတယ်ဘာဖြစ်လို့လဲဆိုတော့ပြိတ္တအများစုကမြန်မာပြည်ကနေကြည်တာများတယ်အဲ့ဒီတော့ international အတွက်ရည်ရွယ်ပြီးတော့အလေကောင်လောက်မှချတယ်ဒီတစ်ခါတော့ bronica ရဲ့ပွဲက go main ပွဲဖြစ်သွားတယ် ထပ်ပြောရရင် 1Friday Fight ပြိုင်ပွဲမှာမြင်ရခဲ့မြမျိုးသမီးကိုမင်းပွဲဒီလောက်ဆိုရင်ကို promotion ဘက်ကဒီပွဲတန်ဖိုးကိုဘလို့တွတ်ထားလဲဆိုတော့ပြည်သက်တွေအကုန်လုံးကောင်းခံမှန်းလို့ရတယ်ကျွန်တော်နောက်ထပ်မြင်မိတဲ့တစ်ချက်ကတော့ပြည်သက်ထိန်းသားလို့လဲကျွန်တော်သုံးနှုံးကြည့်ခြင်းနဲ့ဒေကြတဲ့ Veronica ပွဲဆိုရင်ကျွန်တော်မြန်မာ fan တွေအုံအုံနဲ့ချီတက်လာမှာအဲ့ဒီအနေထားမှာပေါ့နော်စောစောစီစီယုံကြည်ရဟို ပြည်သက်တွေနေသွားတာမျိုးသူတို့မဖြစ်စေချင်ဘူးမြန်မာပြည်သက်တွေကိုသူတို့ကနောက်ဆုံးထိတတ်နိုင်မြဆွဲထိန်ခြင်းနဲ့ဆန္ဒလေးရှိတယ်အဲ့ဒါကတွဲဆိုင်တော်တော်များများမှာမြန်မာဖိုက်တာတွေပွဲဆိုရင်နောက်ဆုံးထိတွန်းပို့တယ်အစောပိုင်းထိုးရတဲ့ပွဲတွေဆိုတာဂျပန်ဖိုက်တာတွေနဲ့တွေ့တဲ့ပွဲတွေမှာပဲအစောပိုင်းထိုးရတယ်အများစုကတော့နောက်ပိုင်းလေးနည်းနည်းကြာတယ်အခုပရိုနီကာပွဲဆိုရင်လည်းကွန်မင်းပွဲဆိုတော့နောက်ဆုံးပွဲရဲ့ရှေ့ပွဲပေါ့နော်အဲ့ဒါဆိုတော့ကိုယ်နဲ့ထိသွားကြည့်မယ်မြန်မာပြည်သက်တွေကနောက်ဆုံးချိန်ထိရှိနေလိမ့်မယ်အဲ့တော့ဒီတစ်ခါ1 Friday 5 107ပြိုင်ပွဲကတော့ ကွလုံးပြည့်မြန်မာပြည်သက်တွေနဲ့ရှိနေလိမ့်မယ်ပွဲစဉ်အစားဆုံးတည်းရှိနေလိမ့်မယ်လို့ကြိုပြီးပြောထားခြင်းပါတယ်ခင်ဗျာနောက်ထပ်ပြောပြမယ့်အကြောင်းအရာပေါ့နော်ကျွန်တော်မနေ့ကတင်ဆက်ခဲ့တုန်းကမြန်မာဘောဟာရကိုကောင်းကောင်းမသုံးနှုံးလိုက်တဲ့တစ်ချက်ပေါ့နော်အဲ့ဒါကိုပြန်ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်အောင်ထပ်ပြီးတင်ဆက်တယ်နောက်တစ်ချက်တော့ one championship ရဲ့ဒုတိယမြောက်အချက်တဲတစ်ခုကာလတစ်ခုရောက်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့လဲတိုက်ဆိုင်နေလို့ပေါ့နော်အဲ့ဒီအကြောင်းအရာနှစ်ခုကိုပြန်ပြီးတော့ကျွန်တော်ချိတ်ဆက်ပြပါမယ် ခုတနေ့ကကျွန်တော်ဘလို့တင်ဆက်ခဲ့လဲဆိုတော့ဆိုလင်းဦးနဲ့လီယမ်ဟာရီဆန်ပွဲပြတ်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကဆိုလင်းဦးအနေနဲ့အမေရိကမှာထိုးခွင့်မရတော့ဘူးဆိုပြီးပဲဟိုနားလည်အောင်ပေါ့နော်ပြည်သက်နားလည်အောင်မပြောနိုင်ဘူးဟိုပြည်သက်အများစုစိတ်ထဲမှာဆိုလင်းဦးနဲ့လီယမ်ဟာရီဆန်ပွဲပြတ်သွားတယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်သွားပါမနော်တကယ်တကယ်ကျွန်တော်ပြောရမှာကဆိုလင်းဦးနဲ့လီယမ်ဟာရီဆန်ပွဲကအမေရိကမှာမဖြစ်တော့ဘူးတမ်းမှာမှာမဖြစ်တော့ဘူးဘယ်နေရာမှာ ြစ်မလဲဆိုတာပဲစောင့်ကြည့်ရမယ်ပေါ့နော်ဘွဲကမပြတ်ဘူးဆိုလင်းဦးနဲ့လီယမ်ဟာရီဆန်ဘွဲကမပြတ်ဘူးဒါပေမဲ့ဒန်မာမာတော့မဖြစ်တော့ဘူးအမေရိကမှာတော့မဖြစ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဝမ်ချန်ပီယံရှစ်ကအဲ့ဒီအမေရိကမှာဒန်မာမာကျင်းပမဲ့173ပြိုင်ပွဲကို2026ခုနှစ်ဇွန်လ26ရက်နေ့ထိရွှေ့ဆိုင်းလိုက်တယ်အဲ့တော့အခုတောင်မနဲ့မေလာဆမ်ပိုင်းမရှိသေးတဲ့2025မေလာဆမ်ပိုင်းမရှိသေးတော့ပြိုင်ပွဲကိုတစ်နှစ်လောက်ထိနောက်ဆုတ်ရွှေ့လိုက်တယ်လို့ပြောလို့ရတယ် ဒီနေသားမှာဝမ်ချမ်ပီယံရှစ်ကဗန်နာရေးကြက်တစ်ခုဖြစ်လာပုံရတယ်ဆိုရယ်အယူဆတစ်ခုပြီးမှပြောမယ်ဆိုလုံးနဲ့လီယမ်မာရီစင်ပွဲကအဲ့ပွဲမှာထဲဖို့စီဇန်ထားလို့မို့အခုအဲ့ပွဲကိုနောက်ဆုတ်လိုက်ပြီးဆိုတော့သေးကြတယ်ဂျာရိုက်ကတပွဲပွဲမှာထဲသွင်းလိမ့်မယ်လို့ကျွန်တော်ပြည့်သက်တွေကိုပြောခဲ့တယ်လောလောဆယ်ကျွန်တော်နားလဲမိတလောက်ကအဲ့ဒီဒွေဆိုင်ကဝမ်ချမ်ပီယံရှစ်ကဖြစ်ပြဖို့အစီအစဉ်မရှိဘူးအမေရိကမှာမကျင်းပနိုင်ပေမဲ့ကျွန်တော်ကြားလာတာတော့ not officially confirm လူမီနီမှာကျင်းပမဲ့ပြိုင်ပွဲတစ်ခုမှာပြန်ပြီးထည့်သွင်းထားတယ်လို့ကျွန်တော်ကြားတယ်တရားဝင်တော့ချမပြသေးဘူးဒါကျွန်တော်ကြားခဲ့တဲ့အကြောင်းအရာကိုပြောပြတာအဲ့တော့လီယမ်မာရစ်စ်နဲ့ဆိုလင်းကတော့ဒေဂျာဘပွဲဖြစ်မယ်ထိုင်းမှာကျင်းပမဲ့ပြိုင်ပွဲမှာပါဝင်လာမယ်ရက်ချိန်တိကျကိုတော့ကျွန်တော်မသိသေးဘူး promotion နဲ့နှိဆက်သူတချို့ကတော့ကျွန်တော်ကိုအဲ့လိုပြန်ပြီးတော့ပြောပြတယ်ဒါကကျွန်တော်ဖောက်တယ်ချပါဒီရတဲ့သတင်းတွေက တကယ်လည်းယုံခိုင်းမှယုံကြည်လို့ရတဲ့အနေထားတွေမျိုးလို့ကျွန်တော်ပြောပြတာအဲ့တော့ဆိုလင်းပွဲမပြတ်ဘူးဆိုလင်းပွဲကအမေရိကမှာတော့မဖြစ်တော့ဘူးသို့တော်လည်းထိုင်းမှာကျင်းပမယ့်ပြိုင်ပွဲတစ်ခုမှပါဝင်လာမယ်ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်ကြိုပြီးတော့ပြောထားချင်ပါတယ်ခင်ဗျအဲ့တော့ခုနကအကြောင်းအရာကိုပြန်ပြီးဆက်ကြရအောင်ပါ1 championship က buffalo 1173ပြိုင်ပွဲကိုတနှစ်လောက်ထိနောက်ဆုတ်ပြစ်လိုက်တာလဲဆိုတာအတော့စဉ်းစားကြည့်ဖို့ကောင်းပါတယ်သူတို့အကြောင်းပြတဲ့အကြောင်းပြချက်ကတော့ stand fedex က ဒဏ်ရာပြဒနာရှိသွားလို့မို့လို့သူတို့နောက်ဆုတ်တာဆိုပြီးတော့တရားဝင်ကြေညာချက်မှာထုတ်ပြန်ထားတယ်အဲ့တော့ဘလို့အနေထားဖြစ်လာလဲဆိုတော့အမေရိကပြည်သက်တွေကတော်တော်ကြီးစိတ်ဆိုးကြတယ်အမေရိကမှာလည်းဝမ်ချမ်ပီယံရှစ်ပြည်သက်တွေရှိတယ်ဆိုတာကျွန်တော်တို့ပြည်သက်တွေသိတယ်ဘယ်မှာတော့မှမြင်ခဲ့ကြလဲဆိုတော့159 10ပြိုင်ပွဲတုန်းကအမေရိကမှာလဲ Rotan တို့ Stan Feder တို့ဆိုရင် YB လက်ခုပ်သီးတဲ့ပြည်သက်တွေအများကြီးရှိခဲ့တယ်။ Denver မှာရှိခဲ့တယ် အားကြောင့်မလို့ဝမ်ချန်ပီယံရှစ်ကပြိုင်ပွဲကျင်းပမယ်ဆိုရင်ဒန်ဘာကြီးပဲဦးတည်တယ်။ဒါပေမဲ့အခုဒန်ဘာမှာကျင်းပမယ်ပြိုင်ပွဲကိုတောင်တနက်လောက်နောက်ဆုတ်လိုက်တယ်ဆိုတော့အမေရိကပြည်သက်တွေကတော်တော်ကြီးဒေါ်လာထွက်တယ်။သူတို့မေကွန်းထုတ်တာကစတန်ဖက်တဲ့ပွဲပြက်ရင်တခြားပွဲအစားထိုးလို့မရဘူးလားဆိုတဲ့ပုံစံမျိုးနဲ့မေကွန်းထုတ်ကြတယ်။ပြီးတော့ကြတော့ပွဲကိုနောက်ဆုတ်လိုက်တာလဲ1လ2လ3လ4လမဟုတ်ဘူး။တနက်လောက်ကြီးနောက်ဆုတ်တယ်ဆိုတော့သူတို့တွေးလိုက်တာကဝမ်ချန်ပီယံရှစ်ကဒီအမေရိကဈေးကွက်ကိုလက်လောမှာတော့ရှေ့ဆက်ဖို့မရှိတော့ဘူး။ သူတို့ကအာရှမှာပဲအခြေကိုယူတော့မယ်ဆိုပြီးတော့ယူဆသွားကြပြီဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခါနဲ့ပါဖြတ်တာဆိုရင်အမေရိကစီးကွက်ကိုဖြတ်တာကပွဲဖြတ်တာကနှစ်ကြိမ်ဆက်တိုက်ဖြတ်သွားတယ်မနစ်ကအတလန်နာမှာကျင်းပမယ်ပြိုင်ပွဲကိုဖြတ်တယ်ဘန်ကောက်မှာပြောင်းကျင်းပတယ်အခုတန်ပါကိုသွားပြီးတော့ကျင်းပမယ်ဆိုပြီးပြောထားတာရှိတယ်ထပ်ဖြတ်တယ်ဆိုတော့အမေရိကပြည်သက်တွေတော်တော်လေးခွဲလန်သွားတယ်အဲ့တော့သူတို့ယူဆတာက1 championship ကအမေရိကထိမလာတော့ဘူးဒီလိုပုံစံမျိုးယူဆသွားတယ်အဲ့ဒီနေထားမှာပေါ့နော်ဘာတွေထပ်ပြီးပြောကြလဲဆိုတော့ ဘဏ္ဍာရေးကျက်တဲ့ထက်ပြီးဖြစ်နေပြန်ပြီလားဆိုပြီးတော့အကုန်လုံးအမေကွန်းထုတ်ကြတယ်ဒါကလည်းဖြစ်နိုင်ခြေရှိလာတဲ့အလားအလာတစ်ခုပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လက္ခဏာတွေအကုန်လုံးကိုလိုက်ပြီးတော့ချိတ်ဆက်ကြည့်တော့အဲ့ပုံစံမျိုးမြင်နေရတယ်ဘာဖြစ်လို့လဲဆိုတော့ stand fit တဲ့ဒဏ်ရာပြဿနာရတယ်ဆိုရင်တောင်ဒီပြိုင်ပွဲကျင်းပဖို့က3လလောက်လိုနေတယ်အဲ့တော့ stand fit တဲ့ကဒဏ်ရာပြဿနာကြောင့်နှုတ်ထွက်ရမယ်ဆိုရင်ဒဏ်ရာပြဿနာက3လအတွင်းမှာကြီးကြီးမားမားတစ်ခုဖြစ်လိမ့်မယ်အဲ့လိုကြီးကြီးမားမားဖြစ်ပြီးရင်ကုသဖို့လည်းအကြာကြီးလိုလို့မနှုတ်ထွက်ရမှာ သို့တော်လည်းစတန်ဖက်ဒက်ကဒီနေ့မှဆိုရင် post တစ်ခုတင်တယ်ကန်းချီမှာပြုံးဖြီးပြီးတော့သူ post တွေတင်နေတယ်ပြီးတော့ mind day တွေမှာလည်းသူကန်းချီမှာပြောနေတဲ့သူ့ဖွဲ့သားတွေနဲ့ပြောနေတဲ့ပုံစံတွေတင်တယ်အဲ့တော့ဒံယာပြဒနာကရှိခဲ့ရင်တောင်လာနဲ့ချီပြီးနားယူရလောက်တဲ့ပုံစံမျိုးမဟုတ်ဘူးအဲ့တော့တစ်ခုခုတော့ရှိလိမ့်မယ်ဘလို့ကြောင်းရင်လဲတော့ကျွန်တော်လည်းအတိအကျမသိဘူးတိုးတော်လည်းတေချာတာကတော့1 championship ကအမေရိကဈေးကွက်ကိုနောက်ဆုတ်လိုက်တယ်ဆိုတော့တေချာတယ် အဲ့ဒီမှာသွားပြီးကျင်းပရတာကဇယိစကားတွေကသူတို့အတွက်အရင်ကြီးကုန်တယ်အဲ့တော့ဒါကိုချွေတာလိုက်တာလားဆိုတာစိတ်ဝင်စားဖို့ကောင်းသွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစနေနေ့မနက်ပိုင်းတော့ကျင်းပသွားတဲ့159 31ပြိုင်ပွဲဆိုရင်လဲဆွစ်စ်ဘောင်တွဲဆိုင်မှာ9တွဲဆိုင်ပဲပါဝင်တယ်ထပ်ပြောရရင်အမေရိကစေးကွက်အတွက်ရည်ရွယ်ပြီးကျင်းပတဲ့ပြိုင်ပွဲ Amazon Prime ကနေတိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ပြိုင်ပွဲအဲ့လိုပြိုင်ပွဲမျိုးမှာဆွစ်စ်ဘောင်တွဲဆိုင်က9ဆိုင်ပဲပါတယ်ပြီးတော့ကြတော့ အရင်တော့ကတော့သူတို့ချန်ပီယံကပတ်တွေမျိုးမျိုးဖန်နေတယ်ဒီနှစ်ကြောက်တော့ချန်ပီယံချန်ပီယံကပတ်ဖန်နေကြမရှိတော့ကြတော့ဒီ1 fight night 31ပြိုင်ပွဲမှာဆိုရင် you မွေထိုင်ပွဲပဲဂံပွဲကဖြစ်နေတယ်ဂျွန်လာတို့ထပ်ပြီးတော့သူတို့ချပြထားတဲ့ဂံပွဲကဂျောက်ဆီယန်နဲ့နောက်ကဖက်ဒက်တို့ပွဲအဲ့ဒီပွဲကလည်းမွေထိုင်ပွဲပဲဖြစ်နေပြန်တယ်ပြီးတော့ကြတော့ချန်ပီယံကပတ်စင်ခေါ်ပွဲလည်းမဟုတ်ပြန်ဘူးအဲ့တော့ ပြိုင်ပွဲရွှေ့လိုက်တဲ့အနေထားတွေဒီ Amazon Prime မှာထုတ်လွှင့်ပြသတဲ့ပြိုင်ပွဲတွေရဲ့ quality တွေကတွဲဆိုင်အရေးအတွက်နည်းလာတာချန်ပီယံစိန်ခေါ်ပွဲမဟုတ်တော့တဲ့အနေထားတွေဒါတွေကိုအကုန်လုံးခြုံကြည့်လိုက်မယ်ဆိုရင် One Championship ကအကြက်တက်တစ်ခုတည်းအထိပြန်ပြီးရောက်သွားတယ်လို့ယူဆမယ်ဆိုယူဆလို့ရတဲ့အနေထားမျိုးဖြစ်နေတယ်။တစ်ချိန်တည်းမှာဒီစိန်လုံးကျော်တို့ထိုးသွားတဲ့တောက်ကြနေရထိုးသွားတဲ့ One Friday Fight 106ပြိုင်ပွဲနဲ့ဒီစနေနေ့မနက်ပိုင်းမှာကျင်းပသွားတဲ့1 Friday Night 31ပြိုင်ပွဲတွေမှာဆိုရင်တချို့ fighter တွေ ဘောနဲ့မရလို့ပူညံပူညံနေထွက်လာတယ်။အဲ့ဒီအနေထားကိုထပ်ပြောရရင်အဲ့ဒီနှစ်ပွဲမှာဆိုရင်လည်းဘောနဲ့ဆူရတဲ့ fighter တချို့မရခဲ့ကြဘူး။အခါတိုင်းဆိုရင်ဝဲပြက်ဖြန့်နိုင်တာနဲ့ဘောနဲ့ဆူတွေဇက်တိုက်ပေးနေတဲ့အနေထားကနေဘောနဲ့ဆူပေးတာတွေလည်းရက်သွားတယ်။ဒေါ်လာသတိနဲ့စာချုပ်ကမ်းလှမ်းမှုတွေလည်းနှေးသွားတယ်။အဲ့တော့အကုန်လုံးကိုလက္ခဏာတွေအကုန်လုံးကိုချိတ်ဆက်ကြည့်မယ်ဆိုရင်တော့ one championship ကအချက်တည်းတစ်ခုတည်းကိုတော့ပြန်ရောက်သွားတာသိကြတယ်။ထပ်ပြီးစဉ်းစားကြည့်ရရင်ကျွန်တော်မြန်မာပြည်သက်တွေတချို့ကို လေးပြုတ်ကျင်တယ်တချို့ပြိတ်သက်တွေကဘာပြောလဲဆိုတော့ဒီအကြောင်းအရာတွေထွက်မလာခင်ကတည်းကတချို့ပြိတ်သက်တယ်ဘယ်လိုပြောလဲဆိုတော့ရောထန်းနဲ့တာကေတုကိုဟိုထိုးကြီးတွေအများကြီးပေးလိုက်လို့ပေးလိုက်ရလို့ပတ်စံကုန်သွားလာဆိုပြီးတော့တချို့ကအပြောင်းအပြက်ပြောကြတယ်ဒါပေမဲ့ဖြစ်နိုင်ခြင်းကအတော်ကြီးရှိတယ် ကျွန်တော်ကတော့အဲ့ဒီအချက်ကြောင့်မလို့တော့မယုံဘူးဒါပေမဲ့ဘယ်အချက်ကြောင့်လဲဆိုတော့ pay per view ကိစ္စမှာပြဿနာတက်သွားတယ် pay per view ကနေသူတို့ပတ်စံရဖို့မှန်းထားတဲ့အနေထားမှာ pay per view ကိစ္စကချောချောမွေ့မွေ့မရှိတဲ့အတွက်အဲ့ဒီကအထိနာသွားတယ်လို့ဆိုချင်တယ်ဒါကြောင့်မို့လို့သူတို့ပြန်ပြီးစီးစစ်ရတဲ့အနေထားတစ်ခုရှိလာမယ်လို့တော့မှန်းဆရတယ်အဲ့တော့ခင်းချင်းကတော့နည်းနည်းစိတ်ဝင်စားဖို့ကောင်းသွားပြီး1 championship က USA ကွက်ကိုအားမထားတော့ဘူး အာရှမှာပဲအခြေဆိုင်တော့မယ်အာရှဈေးကွက်ကိုပဲသူတို့အားထားမယ်ဆိုရင်ဂျပန်ဈေးကွက်တစ်ခုတည်းတော့မလုံလောက်တာတေးကြတယ်သူဘလုံးပုံစံမျိုးနဲ့ business model တွေထပ်ပြီးဖန်နှင်းမလဲဆိုတော့စောင့်ကြည့်ဖို့လိုလာပြီတစ်ချိန်တည်းမှာပဲ one championship နဲ့ UFC အကြကအပြိုင်ဆိုင်လေးတွေကလည်းပုံပြီးပေါ်လွန်ပေါ်လွန်လာတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်အခါအားလို့ဆိုတာပြသက်တွေကိုပြောပြခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ one championship ကဂျပန်ဈေးကွက်ကိုအာရုံစိုက်တဲ့အနေအထားမှာ UFC ကလည်းဒီဂျပန်က star fighter တွေကိုစက်တိုက်ခေါ်ပြီးခေါ်ပြီးစားကြုပ်ချုပ်တယ်ဆိုတဲ့ပုံစံမျိုးကြီးကျွန်တော်ပြောခဲ့တယ် ပြီးတော့မနစ်ကဆိုရင်ဒီအောင်လာတို့ဒမ်ဘာကဘောအရီနာမှာထိုးသွားတဲ့အနေထားမှာဆိုရင် UFC ကလည်းလာပြီးတော့တခါမှမကျင်းပဘူးပဲနဲ့၃နှစ်အတွင်းပထမဆုံးအကြိမ်လာပြီးတော့ UFC Fight Night ပြိုင်ပွဲကျင်းပတယ်ဒီနှစ်မကြခင်ဆိုရင်လည်းဒီအက်တလန်တာကိုသွားပြီးတော့ UFC Fight Night ပြိုင်ပွဲကျင်းပအောင်မယ်အက်တလန်တာဆိုတာက One Championship ကပြိုင်ပွဲလာပြီးမကျင်းပနိုင်လို့မို့ပြန်ပြီးဘက်ခောက်ခဲ့ရတဲ့နေရာအဲ့နေရာကိုသွားပြီးတော့သူတို့ပြိုင်ပွဲထပ်ပြီးတော့ UFC ဘက်ကကျင်းပမယ်အဲ့အနေထားတွေအကုန်လုံးဆက်ဆက်ကြည့်လိုက်တော့ UFC ကလည်းသူတို့ အမေရိကဆေးကွက်ကိုနည်းနည်းလေးမှဖက်ပေးဖို့အစီအစဉ်မရှိဘူးဆိုတာလည်းမြင်သာတယ်ပြီးတော့ကြတော့ဒီဂျပန်ဆေးကွက်ကိုတော့ဝမ်ချန်ပီယံရှစ်လက်ထက်လုံးလုံးကြီးပေးအပ်လိုက်မယ်ဆိုတဲ့သဘောထားမျိုးလုံးဝမရှိဘူးသူတို့လည်းရောက်နိုင်လောက်တော့ဆွဲကုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အတက်ကင်လုပ်နေတာမျိုးတွေရှိတယ်အဲ့တော့ဒီအနေထားမှာပေါ့နော်ဝမ်ချန်ပီယံရှစ်နဲ့ UFC ရဲ့ပွတ်တိုက်မှုတွေကအတော်ကြီးပေါ်လာတယ် ဲ့ဒီပုံစံမျိုးတွေကြောင့်ပဲဒီ organization နှစ်ခုအကြားပေါ့နော်တော်တော်ကြီးအကျိတ်နယ်ရှိတဲ့ပုံစံမျိုးရှိတဲ့အနေအထားတွေကျွန်တော်ထပ်ပြီးတော့ပြောပြသွားအောင်မယ်လောလောဆယ်အနေအထားကတော့ဒီလောက်နေတဲ့ကျွန်တော်ရက်ထားအောင်မယ်နောက်ထပ်ပြောပြစရာတွေရှိလေးလို့အဲ့ဒီအကြောင်းအရာနဲ့မှထပ်ပြီးပြန်ပြီးချိတ်ဆက်ပြပါမယ်အဲ့တော့ဒီမနက်ပိုင်းမှာကျင်းပသွားတဲ့ UFC Fight Night ပြိုင်ပွဲပေါ့နော်အဒီပြိုင်ပွဲနဲ့ပတ်သက်လို့တော့ကျွန်တော်မြန်မာ fighter တွေရဲ့ပွဲစဉ်တွေရှိတဲ့အတွက်အများကြီး focus မလုပ်နိုင်ခဲ့ဘူး အထူးသဖြင့်ကျွန်တော် focus လုပ်နိုင်ခဲ့တာဆိုလို့ Rainier Director နဲ့ Bonnike ပွဲအကြောင်းကိုတော့ပြည်သက်တည်းလဲစိတ်ဝင်စားမှာမလို့အစောကြီးကတည်းကကျွန်တော်စက်တိုက်လုတ်ခဲ့တယ်ဟိုပြည်သက်တည်းလဲနားလဲတင်းတလောက်နားလဲတယ်ကျွန်တော်လဲလက်လက်မိတလောက်တင်ပြနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီပြိုင်ပွဲကိုကျွန်တော်ကဘယ်လိုပြိုင်ပွဲမျိုးလို့ခေါင်းစဉ်ပေးခဲ့လဲဆိုတော့ကျွန်တော်တို့မြန်မာ fighter တွေတနည်းအားဖြင့် online ဆန်းတို့ဆရာတပည့်နှစ်ယောက်ကိုအနိုင်ယူထားတဲ့နိုင်ငံသား fighter တွေကိုဒီပြိုင်နဲ့ပွဲထုတ်တဲ့ပြိုင်ပွဲဆိုပြီးတော့ကျွန်တော်က ဘွဲမနိုင်ငံတော့ခေါင်းစဉ်ပေးထားခဲ့တာပြိတက်တွေကိုတော့မချပြဖြစ်လိုက်ဘူးဘာဖြစ်လို့အဲ့လိုခေါင်းစဉ်ပေးရလဲဆိုတော့ဒီပြိုင်ပွဲမှာ Rainier Director ရဲ့ဘွဲပါတယ်ကွမ်လီရဲ့ဘွဲပါတယ် Rainier Director က online ဆန်းကိုနှစ်ဘွဲနိုင်ထားတဲ့ fighter ကွမ်လီကလည်း online ဆန်းရဲ့တပည့်တီယထန်ကိုအနိုင်ယူထားတဲ့ BNM fighter အဲ့တော့ဒီ fighter နှစ်ယောက်စလုံးဒီပြိုင်နဲ့ဒီတပွဲတည်းမှာပဲဘွဲထိုးခွင့်ရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကတင်စားပြီးတော့ပြောကြည့်တာတိုက်ဆိုင်စွာနဲ့ပဲဒီ fighter နှစ်ယောက်စလုံးလက်စွမ်းပြတယ် ွမ်လီကလည်းသူ့ရဲ့ UFC fighter ဘဝပထမဆုံးနိုင်ပွဲကိုတသက်ရဲနဲ့ယူပြသွားတယ်။အဲ့ဒီစွမ်းဆောင်ကြီးကြောင့်ကွမ်လီကပထမဆုံးနိုင်ပွဲနဲ့အတူ performance bonus ကိုပါစခုသွားတယ်။အချိန်တည်းမှာပဲ Rainier Dreda ကလည်းသူ့ရဲ့ professional fighter ဘဝတကဘာလုံးက MMA မီဒီယာတွေအကုန်လုံးကိုလွှမ်းမိုးသွားစေမဲ့စွမ်းဆောင်ကြီးမျိုးနဲ့ဘိုနီကယ်ကိုအနိုင်ယူပြတယ်။အဲ့ဒီစွမ်းဆောင်ကြီးကြောင့်ပဲသူကလည်း bonus ရတယ်။ အဲ့တော့ကျွန်တော်မြန်မာ fighter နှစ်ယောက်ကိုဆရာတပည့်နှစ်ယောက်ကိုအနိုင်ယူထားတဲ့ပြိုင်ဘက် fighter နှစ်ယောက်စလုံးကဒီတစ်ပတ် UFC မှာတော့ less one တွေပြပြီးတော့ bonus ဆုတွေတပြိုင်နဲ့သိမ့်ပိုက်သွားတယ်လို့တောင်ပြောလို့ရတဲ့အခင်းချင်းမျိုးဖြစ်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ညီကုန်းချုပ်ချင်တာကပေါ့နော်။ Rainier Director ကဒီ UFC မှာဒီလိုနိုင်ပွဲမျိုးရယူပြလိုက်တော့တစ်ကမ္ဘာလုံးက MMA Media သမားတွေကစက်တိုက်စက်တိုက်တင်ကြတယ်။အဲ့လိုတင်တဲ့အနေထားမှာ One Championship ကလည်းအချိန်နာ Guy Rainier Director နဲ့ Malikin တို့တွေ့ရဲ့ပထမပွဲကိုထားတင်တယ်။ အဲ့အနေထားမှာပေါ့နော်ကျွန်တော်တို့မြန်မာပြည်သက်တွေလည်း WiFi မှတ်ချက်ပေးတယ် WAN Championship ကဘယ်ဒီမှာတင်လဲဆိုတော့ Facebook ပေါ်တင်တယ် Twitter ပေါ်တင်တယ် Instagram ပေါ်တင်တယ်ဒါပေမဲ့ Facebook ပေါ်က post မှာတော့မြန်မာတွေအများဆုံးမှတ်နေ Instagram ပေါ်မှာတော့နိုင်ငံခြားကပြည်သက်တွေအများဆုံးမှတ်နေ Twitter မှာတော့အလောက်ထိပွဲမဆူလိုက်ဘူးသို့တော်လည်းဒီ Instagram မှာပေါ့နော် Instagram မှာတော့သူတို့တော်တော်ကြီးကိုပွဲဆူသွားတယ်ကျွန်တော်အမှန်မမှားဘူးဆိုရင် Instagram က post ကိုအရင်ဖြတ်တယ်ပြီးတော့ Facebook ပေါ်က post ကိုဖြတ်တယ်ပြီးတော့ Twitter ပေါ်က post ကိုဖြတ်တယ်ပေါ့နော်သူတို့အကုန်လုံးအဲ့ဒီ post တွေအကုန်လုံးပြန်ဖြတ်သွားတယ်ဒါကိုကြည့်ရင်ပဲ one championship နဲ့ UFC ကြားမှာအတွင်းချိတ်တွေတော့ရှိတယ်ဘယ်ဘက်ကကြိတ်ကြရလဲတော့မသိဘူးအနေထားကတော့ပြည်သက်တွေလည်းမှန်းကြည့်လို့ရတယ်ကျွန်တော်ကအချက်လက်တွေဝယ်ချပြသွားတာအဲ့တော့ကျွန်တော်တို့ပြည်သက်တွေအဲ့ post ဆောင်မှာမှန်းထားတဲ့သူတွေလည်းတွားကြည့်ရင်အခုရှိမှမဟုတ်တော့ဘူးအကုန်လုံး post ကဖြတ်သွားပြီး ဘာဖြစ်လို့ဒီအကြောင်းကိုပြန်ပြီးချိတ်ဆက်ပြရလဲဆိုတော့ရှေးကတော့ကျွန်တော်ပြောခဲ့တယ် UFC နဲ့ One Championship US market နဲ့ Japan market အနေထားတွေလူကြတဲ့အနေထားတွေပြောခဲ့တယ်အဲ့ဒီအကျိတ်ဉွယ်တွေကဘယ်လောက်ထိပြင်းပြလဲဆိုတော့အခု Rainier ရဲ့ post နဲ့တက်တေးထူလို့ရတယ်ဆိုတာပြောပြရင်ဒီနေ့အတွက်တော့တလောက်ပါပဲခင်ဗျာ။ဒီ can be နားထောင်ပေးကြတဲ့ပြည်သက်တွေအကုန်လုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။